32ကြိမ်မြောက်တာမန်တည်တင်းဘတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လူကာအေယုန်ဂလိကျမ်းအခန်းကြီး14အခန်းငယ်25မှ33မြားစွာသောလူအစုအဝေးတို့သည်ကိုရောနှင့်အတူလိုက်ပါလာကြ၏ကိုရောသည်လည်းလှည့်လည်၍သူတို့အားမိန်တော်မူစီကားငါထံသို့လာတော်သူသည်မိမိမိဘဇနီးခင်မွန်းတာသမီးမြေကိုမောင်နှမစသည်တို့ကိုဖြစ်စေ မိမိအသက်ကိုပင်ဖြစ်စေမမုန်းလင်းငါဤတပည့်မဖြစ်နိုင်ရာမိလဝကားရင်ကိုမထမ်းပဲငါနောက်သို့လိုက်တော်သူသည်လဲငါဤတပည့်မဖြစ်နိုင်ရာအကြောင်းမူကားသင်တို့တွင်မိသူသည်ရဲတိုက်ကိုဆောက်လို့မိဟုဆန္ဒရှိလင်မိမိ၌ပြည်စည်းအောင်ဆောက်လို့ရန်ကုန်ကြစေအလုံးလောက်ရှိမရှိကိုရှေးဦးစွာထိုင်၍မတွက်ချက်ဖဲနေမည်နီထို့သောမဟုတ်ဖဲအုံမြစ်ချပြီးမှပြည်စည်းအောင်မဆောက်လုံနိုင်ပါက မြင်ရသူအပေါင်းသည် သူ့ကိုစတင်၍ကဲ့ရဲ့ကြကုန်လျက်ဤသူသည်စတင်တိဆောက်ခဲ့တော်လဲပြည်စည်းအောင်မလုံနိုင်ဟု ဆိုကြလိမ့်မည်။တနည်းဆိုရသောမြည်သည့်ရှင်ဘရင်သည် အခြားရှင်ဘရင်တစ်ပါးနှင့်စစ်ပြိုင်သည်ရှိသောစစ်သည်နှစ်ပေါင်းနှင့်မိမိထံသို့ချီတက်လာသောသူကိုမိမိစစ်သည်တစ်ပေါင်းဖြင့်ခုခံနိုင်ပါမည်လို့ဟုရှေးဦးစွာထိုင်၍မစင်စားမစင်ကျင်ပဲနေမည်နီ။အကယ်၍သူသည် မခုကနိုင်ပါလင်ထိုရှင်ဘရင်အဝေး၌ရှိနေစဉ်တွင်တန်တမန်များဆေလွတ်၍စစ်ပြေငြိမ်းမိအကြောင်းတောင်းပန်လိမ့်မည်ထိုနည်းတူပင်သင်တို့တွင်လည်းမြည်သူမဆိုးမိမိ၌ရှိသည်များကိုမစွန့်လွတ်လျင် ထိုသူသည်ငါ၏တပြည့်မဖြစ်နိုင်ရာဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောအေယွန်ဂေလိတရားတော်ပေသည် The cost of discipleship နောက်လိုက်ချင်းအသက်တာအတွက်ရင်းနှီးရမယ့်အရာများဒီနေ့သူရဲ့နောက်လိုက်ဖြစ်ဖို့အတွက်ကိုခရုစုကိုကိုထမ်းရမယ်ဆိုပြီးတတ်မှတ်ချက်ချလိုက်တာကို တွေ့ရပါတယ်နောက်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဘုရားမှာလုံးဝအုတ်သုံးပြည့်ပြည့်စုံတဲ့ဘုရားရရှိပြီလို့မှတ်ယူလို့လုံးဝမှားကြပါလိမ့်မယ်ခရုစုထမ်းခြင်းဖြစ်ဖော်ပြလိုက်ခြင်းဟာအဆုံးထိအောင်ကိုခံထမ်းရခြင်းကိုဖော်ပြနေခြင်း ဖြစ်ပါတယ်အဆုံးထိအောင်ကိုကျွန်တော်တို့ခံထမ်းကြရပါလိမ့်မယ် ကြိုတင်တွက်ဆာက ကိုကိုကို ပြင်ဆင်ပြီးမှရှောက်လန်းရမယ်အသက်တာ ဖြစ်ပါတယ်ရိုမန်အင်ပါယာအချိန်ကခရစ်စုထန်ခြင်းဆိုဒီမှာတေထန်ချမှတ်ခံရပြီးသောပုဂ္ဂိုလ်များအမိန်ချမှတ်ခြင်းခံရပြီးဆိုတာနဲ့တပြိုင်နက်သူ့ကိုယ်သူမပိုင်တော့ပါဘူးသူများရဲ့ပြုသမျှကိုနှုတ်ရမယ်အချိန်နေရောက်သွားပါတော့တယ်တပါးသူကထိုင်ဆိုထိုင်ထဆိုထတပါးသူကလှုပ်ခြင်းအားလှုပ် ခံရတော့မယ့်အခြေအနေဖြစ်ပါတော့တယ်။ကိုယ့်ရဲ့အလိုဆန္ဒဆိုတာလုံးဝမရှိတော့ပဲကိုကိုယ်တိုင်ကလည်းကိုကိုကိုမပိုင်တော့ပဲတပားသူရဲ့လက်ထဲကိုလုံးဝရောက်သွားတဲ့အခြေအနေကိုဖော်ပြနေပါတယ်။ခရစ်သူထန်ခြင်းကိုရောမခေတ်အချိန်ကဒီလိုနားလည်ခဲ့သလိုကျွန်တော်တို့လည်းပဲဒီနေ့ဒီခေတ်အချိန်မှာလည်းပဲဒီလိုပဲနားလည်ကြမှာလည်းပဲဖြစ်ပါတယ်။နောက်လိုက်ခြင်းအသက်တာကိုဆက်လိုက်ပြီးဆိုတာနဲ့ငါဆိုတဲ့ဟာမရှိတော့ပဲဖျားသခင်ပိုင်တယ်။ ဖျားသခင်စေခိုင်းတဲ့အရာကိုတွားရတော့မယ်လှုပ်ရတော့မယ်ဖျားသခင်ကျွန်တော်တို့ကိုခံထမ်းစေမယ့်အရာကိုခံထမ်းရတော့မှလည်းပဲဖြစ်ပါတယ်ဒီဟာကိုကြိုတင်ပြီးပြောထားခြင်းပဲဖြစ်ပါတယ်လမ်းခွလမှာဒုက္ခအခက်ခဲနဲ့ကြုံတဲ့စံသက်ခံရခြင်းများကိုကြော်ဖြတ်ရတဲ့အချိန်တွေမှာ ਨੇ ကြုံတဲ့အခါမှာဖျားသခင်ကို အပြစ်တင်ပြီးစိတ်ပြအားငယ်ကလက်လျှော့အရှုံးပေးသွားရတဲ့ပုံကူများလည်းပဲရှိကြပါတယ် ခရစ်သူထမ်းခြင်းကိုဒီနေ့နဲ့ပဲကျွန်တော်တို့နားလည်ကြပါလိမ့်မယ်ကိုယ့်ရဲ့အလိုဆန္ဒနဲ့မကိုက်ညီတဲ့တည်တည်မှားမှားအရာလေးများကို ကိုယ့်ရဲ့အလိုဆန္ဒညင့်ပယ်ပြီးခံထမ်းခြင်းတွေလောက်ကိုပဲခရစ်သူထမ်းခြင်းဖြစ်နားမလည်ပဲခရစ်သူထမ်းခြင်း ဆိုတဲ့အရာမှာကိုယ်ကိုယ်ကိုမပိုင်တော့ပဲဖျားသခင်ပိုင်ရာအဖြစ်ဆက်လက်အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုပါတယ်ငါဆိုတဲ့အရာ အတ္တကင်းကွာခြင်းအတ္တတာကို ဆိုလိုပါတယ် ဒီဟာကျွန်တော်တို့လူသားများအတွက်အခက်ခဲဆုံးသောအရာဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ရွံ့စိုးရိမ်ရတဲ့အရာဟာငါဆိုတဲ့အရာပျောက်သွားမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တကယ်တော့ဒီငါဆိုတဲ့အရာဟာဖျားသခင်၌တာလင်ပြန်လဲတွေ့ရှိမှာတည်မြဲခိုင်ခံ့မှာထာဝစဉ်တည်တတ်မှာလည်းပဲဖြစ်ပါတယ်ဒီခရစ်စုလမ်းမှာပဲကျွန်တော်တို့ငါဆိုတဲ့အရာကိုပြန်လဲတွေ့ရှိ ဖော်ထုတ်နိုင်ပါတယ်တစ်ချက်အာယူစရာအဖြစ်နဲ့ကတော့မှတ်သားထားမယ့်အရာကတော့ဒီလမ်းဟာသူကိုယ်တိုင် ရှေ့ကသွားနေသလိုအလဲကျွန်တော်တို့အထက်မှလည်းလိုက်နေတယ်နောက်ကလည်းလိုက်ပေးနေတယ်ဆိုတာကိုယုံကြည်ကြမှလည်းပဲဖြစ်ပါတယ်ဒုက္ခတိုင်းမှာသူရှိတယ်အစမ်းသက်ခံရတဲ့အချိန်နောက်ဆက်ချင်းခံရတဲ့အချိန်တွေမှာလည်းပဲပို့ပြီးတော့နိက္ကတဲ့နည်းနဲ့ရှိနေပါတယ်ဒီလားဟာသူပါတဲ့အတွက်ကြောင့်အောင်မြင်မဲ့လမ်းခရီးပန်းတိုင်းကို ရောက်ရှိမဲ့လမ်းဆိုတာကိုလည်းပဲယုံကြည်ဖို့လိုအပ်ပါတယ်ယုံကြည်ခြင်းအတ္တဟာအစင်မြဲဖြောင်ဖြူး တတ်တာနေလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်လို့မရဘူးဆိုတာကိုဒီနေ့သတိပေးနေခြင်းဖြစ်ပါတယ်။ကျွန်တော်ဒီခရစ်သူထမ်းခြင်းနိုင်တာလည်းကျွန်တော်တို့ဂုဏ်ယူကြဖို့သူ့နိုင်အာယူကြဖို့အရေးကြီးပါတယ်။သူဘာမှသာလည်းဒီလမ်းကိုပြည့်မြောက်အောင်မြင်စွာရှောက်လန်းနိုင်မှ ဖြစ်တယ်ဆိုတာကိုယုံကြည်ကြတဲ့အတူတူခြေစွတော်ကိုအမိပြုပြီးဆက်လက်ရှောက်လန်းကြပါစို့။ဒီလိုတွေခရစ်သူထမ်းခြင်း၌ကိုရော့ကိုပုံမတွေ့ရှိနိုင်ပါစေ။